မင်္ဂလာပါအခုကအလုံအောင် river view house နဲ့ရောက်နေရပါတော့ဒီအိမ်ယာထဲမှာရှိရဲဒေါက်တာဆွန် medical service မှာဘယ်လိုဝန်ဆောင်မှုတွေလုပ်ပေးလဲဆိုတာတွားပြီးတော့ဆက်စုံကိုတွားနေရပါတော့ ါညီမလေးဒေါက်တာမှာပါညီမပါမဟုတ်ကဲ့ဟုတ်ဘန်ကောက်နဲ့အိန္ဒိယဆေးရုံတွေမှာလေဆေးကုကျင်တဲ့အသိမိတ်ဆွေရှိရပေါ့နော်အဲ့တော့သူတို့အတွက်ဒီ Doctor Son Medical Service ကဘယ်လိုဝန်ဆောင်မှုတွေပေးလဲဆိုတာလာဆောင်ဆန်းပြီးတော့ပြန်ပြီးတော့မျှဝေပေးခြင်းလို့ပါမယ်ခုလိုလာပေးရလေကျေးဇူးတင်ပါတယ်အမသေးစိတ်လေးရှင်းပြပေးပါမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအထင်မှန်မယ်နော် အရင်ဆုံးအနေနဲ့ပေါ့နော်ဘန်ကောက်မှာဆေးသွားကုမယ်ဆိုရင်အမတို့ဒီကနေပေါ့နော်ဘယ်ဘန်ကောက်ကဘယ်ဆေးရုံတွေနဲ့ချိတ်ထားရလဲဆိုတာလေအမတစ်ချက်ပြပြပေးပါအောင်နော်ဟုတ်ကဲ့ပါဒီမှာလေအမတို့ဒီမှာပြထားလေးရတော့ဘန်ကောက်နဲ့အိန္ဒိယကိုချိတ်ထားတဲ့ဆေးရုံလေးတွေပေါ့နော်အာဒီဆေးရုံတွေကိုလည်းအမမချိတ်ဆက်ခင်ပါလေကိုယ်တိုင်ဆေးရုံအထိပေါ့တွားရောက်လေးလာပြီးတော့မှအာဆရာဝန်အနေနဲ့စကားပြောတဲ့ management တင်တဲ့စကားပြောပြီးတော့မှပေါ့နော်အာဗမာပြည်ကလူနာတွေအတွက်စိတ်ချရတယ်လို့အမကိုယ်တိုင်ယူဆမှာပဲအမချိတ်ဆက်တယ်ပေါ့နော်ဒါလေးလည်းထပ်ပြီးဖြည့်ပြီးပြောပြချင်တာပါညီမလေးဟုတ်ကဲ့ဟုတ်ဘန်ကောက်မှာဆိုလို့ရှိရင်တော့အမတို့ဒီပေါ်ပထမဆုံးအပေါ်မှာပါ ါစီယုံကြီးပေါ့เนาะဒီပေးဒီဆေးရုံကကြတော့မတို့စီမှာအာသူကကင်ဆာအတွက်ကိုတနေရာထဲမှာ treatment အကုန်ရတယ် pass scan ထိလုပ်လို့ရတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့မတို့ကကင်ဆာ patient တွေဆိုဒီဆေးရုံကအရေးများတယ်ပေါ့เนาะအနောက်ဒီ Bombagrass ဆေးရုံကြီးဘန်ကား hospital တို့ကတော့အာမြန်မာပြည် patient တွေဒါတော်တော်များများအာရင်းနှီးပြီးသွားနေကြ patient တွေရောပေါ့เนาะဆေးရုံတွေဖြစ်ပါတယ်အာနောက်ဒီဆေးရုံကတော့မတို့ဝိထာနေဆေးရုံကြီးပေါ့သူကတော့ဒီမှာပြေးထားတယ်လို့ပဲခင်းတော့ဘုံဆိုပြီးတော့အာနည်းနည်းကြီးရေပေါ့သူအယူတိတဲ့အယူကိုပေါ်ပို့ပြီး specialize လုပ်ထားတဲ့ဆေးရုံဖြစ်တယ်ပေါ့เนาะအာနောက်တစ်ခုကဒီ sanitary ဆေးရုံပေါ့ဒီဆေးရုံ င်ကတော့မအားတို့အာသူကတော့ general အကုန်လုံးလဲရတယ်နောက်တစ်ခုကကျတော့ကလေးအတွက်လဲ specialized hospital ရှိတဲ့အတွက်ကြောင့်မလို့ကလေး patient တွေတော်တော်များများအသွားများရတယ်ပေါ့နော် အာနောက်ဒီစီယုံကတော့ red နဲ့မျက်စိစီယုံကြီးဒါလည်းမြန်မာနိုင်ငံလူနာတော်တော်များများလည်းအာရင်းနှီးပြီးသားဖြစ်တယ်ပေါ့မျက်စိအတွက်တည်တံ့စီယုံပေါ့နော်အဲသူရဲ့အာသာချက်ကတော့တခြားမျက်စိတခြားစီယုံတွေမှာမရတယ်ပေါ့နော်အာမျက်ကြည်လွှာအထူးမျက်ကြည်လွှာအစားထိုးတာတွေဒါ red နဲ့ဒီ detachment ပေါ့အမြင်လွှာကွာတဲ့ case တွေဒီကိုပို့လို့ရတယ်ပေါ့နော်ဟုတ်နောက်ထပ်ဘန်ကောက်မှာမတော်ဒီစီယုံလေးရှိသေးရဲ့ထုံပူရီဖော်မော်မရန်လက်ဖရာဖော်ရနိုင်ပေါ့ဒါကတော့နည်းနည်း budget ချေတာခြင်းနဲ့ပုတ်ကလေးကစီယုံကိုလည်းရွေးချယ်နေဆိုတဲ့ patient တွေအတွက်ကိုမတော်စီစဉ်ထားပေးရပါအိန္ဒိယမှာလည်းထိတ်ထားရလို့ကြားရမှာဆိုတော့အိန္ဒိယကရော ော့ဘယ်ဆေးရုံတွေနဲ့ချိတ်ထားရလဲဆိုတော့မတစ်ချက်ပြပြပေးပါဟုတ်ကဲ့ညီမလေးအိန္ဒိယမှာကတော့အမားတို့ကအပေါ်မှာပြထားလို့ max ဆေးရုံကြီး fortic ဆေးရုံကြီး apollo ဆေးရုံကြီးပေါ့အိန္ဒိယမှာကျတော့သူကဘန်ကောက်နဲ့လေးချားနေနေမတူတာဆေးရုံတိုင်းမှာ specialty အကုန်အပြည့်အကုန်ရတယ်ပေါ့အဲ့ဒါကြောင့်လို့အမားတို့ကတကယ် main ပေါ့ branch တွေအများကြီးရှိတဲ့ဒီဆေးရုံတော့ခုနဲ့ချိတ်ထားပါရရှင်ဟုတ်ပါအိန္ဒိယမှာဆိုရင်ဒါနာမည်ကြီးဆေးရုံတွေပဲเนาะဟုတ်တယ်ဟုတ်တယ်ညီမလေးဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ပါဒါအဲ့ဆိုရင်လေဒီဘန်ကောက်ကဈေးရုံတွေနဲ့အိန္ဒိယဈေးရုံတွေနဲ့ကဘယ်လိုကွာခြားချက်တွေရှိရလဲသူတို့မှာအားတာချက်အားနည်းချက်တွေရောရှိမလားဆိုတာလေးသိချင်တယ်ပါ ဟုတ်ကဲ့ညီမလေးပထမဆုံးကတော့အမတို့ပေါ့နော်အလူတော်တော်များများမသိတာကတော့ဘန်ကောက်နဲ့အိန္ဒိယရဲ့ cost ကွာခြားချက်လေးရှိရယ်ပေါ့အိန္ဒိယမှာဈေးကူရယ်ဆိုလို့ရှိရင်ဘန်ကောက်ထက်ပေါ့အကုန်ကျဈေးက2ဆနဲ့5ဆအထိတက်တာရယ်ပေါ့နော်အဲ့ဒါလေးကတော့တော်တော်လေးအရေးကြီးရယ်နောက်အခုကတော့အမတို့ကုသမှုပိုင်းနောက်ဆရာဝန်တွေရဲ့ကျွမ်းကျင်မှုပေါ့နော်နောက်ပြီးတော့ဒီ technology ပေါ့ဒီပညာစုံနေတာကတော့အများကြီးတော့ပါချမှုမရှိဘူးအနောက်တစ်ခုကကျတော့ဘန်ကောက်နဲ့အိန္ဒိယမှာမတူတာဘန်ကောက်မှာကကျတော့ဈေးရုံတစ်ခုချင်းစီကခွန်တာမရှိမှပြောသလိုပဲပေါ့နော် focus ထားတဲ့ speciality ရှိရယ်အရိုးတော့ focus ထားတဲ့ ဆိုလို့ရှိရင်တော့အဲ့ဒီစီယုံကအယူအတွက်အဆုံးရတယ်ကင်ဆာအတွက် focus ထားတဲ့စီယုံဆိုတော့ကင်ဆာအတွက်ရတယ်အဲဒါကြောင့်မလို့တချို့လူနာတွေကြတော့ဟိုအဆုံးရှိတာပဲဆိုပြီးတော့ကိုယ်ရောဂါနဲ့ဆက်ပြီးသွားလို့ရလားမရလားမသိဘဲနဲ့ရွေးချယ်မိကြတယ်ပေါ့နော်အဲ့ဒါဘန်ကောက်ရဲ့အာသာချက်ခေါ်မလားပေါ့နော်အားနည်းချက်ခေါ်မလားသူကတော့ဟိုခုနပြောသလို focus တော့ထားတယ်ဒါပေမဲ့ယောဂါတိုင်းတော့စီယုံတိုင်းမှာမရအောင်အိန္ဒိယအာသာချက်ကတော့သူကစီယုံတိုင်းမှာ specialty အကုန်လုံးအတွက်ကိုပြည့်ပြည့်စုံတဲ့ treatment တွေရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မတော်ယောဂါတစ်ခုခြေစီပေါ်မှာမူတည်ပြီးတော့လူနာပေါ်မူတည်ပြီးတော့မှဘယ်နိုင်ငံတင့်တော်တယ်ဘယ်စီယုံတင့်တော်တယ်ဆိုတာမ ောက်ရွေးပေးရပါတော့ဟုတ်ကဲ့အဲဒါဆိုရင်လည်းမနောက်တစ်ခုထပ်သိချင်တာပါတော့အဲဒီ အမတို့ရဲ့ဒီဒေါက်တာဆွန်မဒီကေဆာဗစ်ကနေပြီးတော့ဆေးသွားကိုရတဲ့အချိန်မှာပေါ့နော်ဖေးနိုင်ငံကိုဘလို့ယောဂအခြေအနေမျိုးတွေကသွားကိုရအများဆုံးဖြစ်မယ်မှာ။ဩဟုတ်ကဲ့ဒီမှာလေအဲ့ဒါတော့အမတို့အိန္ဒိယကတော့အဓိကတော့အသေးစားထိုးတာ၊ကြောက်ကက်အစားထိုးတာပေါ့။နောက်ကင်ဆာယောဂါတွေရှိမယ်။နောက်ပြီးတော့ဒီအထူးသဖြင့်ပေါ့အမရှိမှပြောလို့ကုန်ကြားဆိတ်ကသူကတက်တာရဲ့အတွက်ကြောင့်မလို့ကုန်ကြားဆိတ်များတဲ့ယောဂါတွေပေါ့နော်။အနှလုံးယောဂါတွေ၊အုံနောက်အကျိတ်တွေ၊အုံနောက်ပုံမှာဓာတ်ရောင်ကြီးပေးရတာတွေပေါ့။အဲ့ဒီဟာတွေပို့ပြီးတော့အသွားများတယ်ပေါ့နော်။အဘန်ကောက်ကတော့လွယ်တူသွားလို့ရတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ ို medical check up အတွက်သွားကြရတယ်။နောက် procedure သွားလုပ်ကြရတယ်။နောက် bio report scope ကြည့်ရပါဘော။မှန်မြောင်းကြည့်ရမျိုးတွေအတွက်သွားရတယ်။နောက်ခွဲစိမ့်မှုအသေးစားတွေအတွက်သွားရတယ်။ဒါပေမဲ့လဲခွဲစိမ့်မှုအကြီးစားတွေအတွက်လည်းမသွားဘူးလားဆိုတော့သွားတော့သွားရပေါ့နော်။အဲဒါပေမဲ့ဘယ်လိုမျိုးရွေးချယ်ကြလဲဆိုလို့ရှိရင်တော့နည်းနည်း luxury vibe ကိုကြိုက်တယ်ဆိုရင်တော့ဘန်ကောက်ကပိုအဆင်ပြေတယ်ပေါ့နော်။အိန္ဒိယကတော့ခနာဆရာဝန်ဤပညာကတော့ပို့ပြီးမြင့်တယ်။အဲဆိုတော့ဒီယောဂကြီးကြီးမားမားဆိုလို့ရှိရင်တော့အိန္ဒိယဘက်ကိုပို့ပြီးတော့ရွေးချယ်ကြတယ်ပေါ့နော်။ဟုတ်ကဲ့။ ုံးမှာအဲ့ကြောင့်ထင်တယ်ညီမအတိတဲ့အတိတွေထဲမှာဆိုရင်လည်းဒီအိန္ဒိယကိုဆိုရင်ကိုင်ကစားထိုးတာတော့လို့ operation လုပ်တာတော့သွားကြပြီတော့လေဘန်ကောက်ကိုဆိုရင် medical check up လုပ်တာတော့မက္ကဆီကိုရာအများတာတွေ့ရရင်မှာဟုတ်ဟုတ်ကဲ့ညီမလေးအဲ့ဆိုမတို့လေဒီဘန်ကောက်နဲ့အိန္ဒိယမှာဆေးကုစင်တဲ့တွေအတွက်ကိုလေအမတို့ဘက်က one stop service ပေါ့ဘယ်လိုဝန်ဆောင်မှုတွေလုပ်ပေးရဆိုတော့အမအထက်မှာ decision ပြပေးမယ်နော်ဟုတ်ပါ အရှိမဒီဆေးရုံတွေအကြောင်းသိပြီးပြီဆိုတော့လေဒေါ်လာဇွန်နဲ့ဆက်သွယ်ပြီးတော့ဒီဘန်ကောက်နဲ့အိန္ဒိယမှာပေါ့နော်ဆေးသွားကုန်မယ်ဆိုရင်အမရဘတ်ကဘယ်လိုဝန်ဆောင်မှုတွေလုပ်ပေးလဲဆိုတာလေးလည်းသိချင်တယ်မှာဟုတ်ဟုတ်ကဲ့ပါဒီမှာလေအမဒီဖလိုင်ယာလေးနဲ့ရှင်းပြပေးမယ်နော်ဟုတ်အမတို့စီမှာပေါ့နော်ဒီဘန်ကောက်အိန္ဒိယကိုသွားပြီးတော့ဆေးကုချင်တယ်ဆိုရင်မတို့ပထမအဦးဆုံးလုပ်ပေးတာကတော့ဒီကျန်းမာရေးဆိုင်ရာဆွေးနွေးအကြံပေးရပေါ့နော်အဓိကတော့လူနာရီရဲ့ဆေးမှတ်တမ်းတွေမတို့ဖတ်ပေးရပြီးတော့ဒီဆေးမှတ်တမ်းတစ်ခုချင်းစီပေါ်မှာပေါ့ဒီလူနာကအဲတစ်ဖက်နိုင်ငံရောက်တဲ့အခါမှာဘယ်လိုမျိုး investigation တွေထပ်လုပ်ရမလဲဘယ်လိုစစ်ဆေးမှုတွေလုပ်ရမလဲ ယ်ပြီးတော့မှဒီပေါ်မှာဘလို့ကုသမှုတွေဖြစ်လာနိုင်ခြင်းရှိရပေါ့ဒါတွေကိုမတို့အရင်ဆုံးစဉ်းစားရတယ်ပေါ့ဘာကြောင့်လဲဆိုတော့ခုနရှိမှာမပြောခဲ့သလိုပဲဈေးကိုတစ်ခုချင်းစီကရနိုင်တဲ့ service တွေကမတူဘူးပေါ့နော်အဲ့ခါကျတော့ဒီလူနာရဲ့အာကုသမှုဖြစ်လာနိုင်ခြင်းရှိရကုသမှုရနိုင်တဲ့ဈေးရုံမှာတော့ရွေးပေးရတာပေါ့နော်အဲ့တော့ဒုတိယဆင်းရတော့အမားတို့ဈေးရုံရွေးပေးရပေါ့ဒီမှာလေးဟုတ်ကဲ့ပါအဲ့ဆိုမှဒီကျမ်းမာရေးဒီလိုဆွေးနွေးတာရောအမားတို့ဆရာဝန်တွေကိုယ်တိုင်ဆွေးနွေးပေးရလားဟုတ်တယ်ဒီမှာလေးဆရာဝန်တွေဆွေးနွေးပေးရဆရာဝန်တွေကိုယ်တိုင်ဆွေးနွေးပေးရပေါ့နောက်ပေါ့အမားတို့အခမဲ့ဆွေးနွေးပေးပါတယ်ဒီမှာလေးဟုတ်ကဲ့ ်ဟုတ်ကဲ့အဲ့တော့အမတို့ခုနပြောသလိုပေါ့နော်ဒီသူ့ရဲ့ကျမ်းမာရေးပေါ်မူတည်ပြီးတော့မှတင့်တော်တဲ့ဆေးရုံကိုအမတို့ option လေးတွေချပြပေးတယ်အဒီဆင့်ပြီးသွားတဲ့အခါမှာဒီယောဂအတွက်ကိုအကုသရမယ်ဆရာဝန်ပေါ့နော်ရက်ချင်းယူပြီးတယ်နောက်တစ်ခုကတော့ခံမှန်းကုန်ကြစီတွက်ချက်ပြီးရေပေါ့ဒီနေရာမှာကျတော့ကုန်ကြစီအနေနဲ့ကုသမှုစရိတ်တွေမကောက်ဘောနော်သူရဲ့သွားရမယ့်လေလက်မှတ်ခါတွေရှိရဲဟိုတယ်ခါတွေရှိရဲပေါ့နော်ဒီထိုင်စားတောက်စိတ်တွေရှိရဲဒါတွေကိုပါအမတို့ကတွက်ချက်ပြီးရေဒါမှလည်းလူနာကလေသူရဲ့ငွေချေးရသူချင်းချင်းပြီးတော့မှဘယ်နိုင်ငံမှာသွားကုမယ်ဘယ်ဆေးရုံမှာကုမယ်သူစဉ်းစားလို့ရမှာပေါ့နော်အဲ့ ိတ်ဆင့်လေးတွေပြီးပြီဆိုရင်တော့အဲမတို့ဒီခီးသွားဖို့အတွက်လိုအပ်တဲ့ documents အပိုင်းပေါ့နော်လေလက်မှတ်ဝယ်ပေးရတယ်နောက်ဒီနိုင်ငံပေါ်မူတည်ပြီးတော့မှ visa လျှောက်ပေးရတယ်ရှိတယ်နောက်အရင်တော့ကတော့ notary ပေါ့ covid notary တွေပါလေလိုတယ်ပေါ့နော်အဲ့ဒါလေးလည်းမတို့စီစဉ်ပေးတယ်နောက်စေကံပြတဲ့အချိန်မှာဒီစေယုံအနီးပေါ့ hotel ကြီးအမတို့ချိတ်ဆက်ပြီးတော့တခါရဲ့ booking ယူပေးတယ်နောက်လေစိတ်ကြိုပို့ပေးရရှိတယ်နောက်စေကံပြတဲ့နေ့တိုင်းမှာအာဆရာဒီ hotel နဲ့စေယုံနဲ့အကျိုးပို့ကိစ္စရရှိရပေါ့နောက်လူနာပြတော်မြတ်စိတ်ပူတာကြောင့်ဘာသာပြန်ကိစ္စပေါ့နော်အဲ့တော့အဲ့ဒါလည်းမတို့စေယုံမှာဘာသာပြန်နေရှိပါတယ် ဲ့အတွက်ကြောင့်အဲ့ဒါလည်းစိတ်ပူကြမလို့ပေါ့နော်အဲ့ကြောင့်မလို့မရဝန်ဆောင်မှုပေးတဲ့ပုံစံကတော့ဟိုမှာဆေးကုဖို့အတွက်လိုအပ်တဲ့ process အစအဆုံးပေါ့နော် one stop service အနေနဲ့ဆောင်ရွက်ပေးပါတယ်ဒီမှာလေးဟုတ်ပါအဲ့ဆိုရင်အမားတို့ရှိမှအဲဒီဘန်ကောက်တို့အိန္ဒိယတို့မှာသွားကုမယ်လို့စိတ်ကုလိုက်တာနဲ့အမားတို့ဆက်သွယ်လိုက်တာနဲ့အစအဆုံးမှတော့တောင်းရင်ပေးရအောင်ဟုတ်တယ်ဒီမှာလေးဘာလို့ဆိုနိုင်ငံရဲ့ခြားမှာဆေးကုလဲဆိုရလေလေဟိုစိတ်ပူရတယ်ပေါ့နော်လူရောဂါအတွက်စိတ်ပူရတာတမျိုးဒါရီစီစဉ်ရအောင်မယ်ဆိုလူနာအတွက်ကအပူများတယ်ပေါ့နော်အဲ့ကြောင့်မလို့မရဘက်ကနေပြီးတော့လူနာကစိတ်ပူကြဘာမှမလို့အစအဆုံးဆောင်ရွက်ပေးပါတယ်ဒီမှာလေးအ ရန်ကောင်းပါရမှာဟုတ်ကဲ့ပါကျွန်မလေးဟုတ်ဟုတ်ဒါလေးတွေကလူနာပုံလေးတွေလားမဟုတ်ဟုတ်တယ်ကျမလေးအမတို့ပေါ့နော်ဒီဝယ်ဆောင်မှုပေးခဲ့တာလူနာထောင်ကျော်သားပြီပေါ့နော်အာဒီထဲမှာမှဒီလူနာတွေကတော့တို့ကနေပြီးတော့မှတို့ရဲ့ဒီဈေးကူတာမှုအတွေ့အကြုံလေးတွေကိုပေါ့အမတို့ public မှာပြန်ပြီး page မှာ sharing လုပ်တာလေးတွေရှိရယ်ပေါ့နော်ဒီ program မှာပါဝင်ပြီးတဲ့လူနာတချို့ရဲ့မှတ်တမ်းလေးတွေပါကျမလေးဟုတ်လူနာထောင်ကျော်သားတွေဆိုတော့အများကြီးဝယ်ဆောင်မှုပေးခဲ့ရပါမယ်ဟုတ်ကဲ့ကျမလေးဟုတ်ကဲ့ပါရှင့်ဟုတ်အဲလိုအပ်သူကိုဖေးကူကွယ်နိုင်တဲ့လောက်နဲ့မျှဝေမယ်ဆိုတာဒါအလှ အလှူပုံလေးချင်နေတော့မှာဒါတော့ဘလို့စိတ်ကူးလေးနဲ့လှုပ်ဖြစ်ထားတယ်မှာအော်ဟုတ်ကဲ့အဲဒီဟာကတော့အမတို့အဓိကတော့အမတို့ရဲ့လုပ်ငန်းကလည်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တော့လေအမကျန်းမာရေးဈေးရိတ်လေးတွေကိုတတ်နိုင်တဲ့လောက်လေးဝင်းမြချင်တဲ့အစီအစဉ်လေးပေါ့နော်ဆိုပြီးတော့အမစီစဉ်ဖြစ်တာပေါ့အမတို့ရဲ့ဆောင်ပုံလေးတိုင်းပဲလိုအပ်သူကိုဖေးကူကွယ်နိုင်တဲ့လောက်နဲ့မျှဝေမယ်ပေါ့နော်အမတို့လည်းအလစဉ်ရရှိတဲ့ကျိုးမြတ်တွေလည်းအမပေါ့နော်တချို့တစ်ဝက်ကိုအမတို့ဖယ်ထားတယ်ပေါ့နောက်ပြီးတဲ့ခါကျတော့တချို့လူနာဟောင်းတွေကလည်းသူတို့ဘက်ကလည်းလူချင်တယ်ဆိုပြီးလူထားပေးတဲ့ငွေတွေလည်းရှိတယ်နောက်တချို့ပြင်ပအလှူရှင်တွေလည်းရှိရဲ့ပေါ့ဒါတွေကိုပေါက်ဆက်ပြီးတော့မှအမတို့အမြန်မာပြည်သူတွေ မှာမှဒီမှာပြထားတဲ့ပုံလေးတိုင်းပဲပေါ့နော်အဲသူတို့ခွဲစိတ်စိတ်လိုတဲ့သူတွေရှိတယ်အလွယ်တက်နေရာလေးပေါ့မမတို့လမ်းပြီးကူညီတောင်းတာလေးတွေပေါ့မမတို့ဘက်ကတက်နိုင်တလောက်လေးပေါ့နော်နိုင်တလောက်လေးနဲ့ပြန်ပြီးတော့အမျှဝေပေးရပေါ့တကယ်တော့ဒီလူတွေကလေအမတို့အလူဆိုတာထက်လူနာတွေပေါ့လူနာတွေစီကနေပြီးတော့မှရတယ်ပေါ့နော်လာစီကျိုးမြက်လေးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူနာတွေရဲ့အလှလို့လည်းပြောလို့ရပါတယ်ဒီမှာလေးဟုတ်ဟုတ်ဒါဆိုရင်အမတို့ရှိမှချိတ်ပြီးတော့သွားကုထားတဲ့လူနာတွေအတွက်လည်းကုတော်ရဒီလိုအပ်တဲ့သူတွေအတွက်လည်းအကူအညီရဆိုအရင်ကစိတ်ကုကောင်းလာတယ်ဟုတ်ကဲ့ပါဒီမှာလေးစီစဉ်ပါရှင့်ဟုတ် 嗯，大家就。 အာမခံလေးရချင်းတယ်เนาะမကင်ဆာယောဂအာမခံချော့ဒါရောဘယ်လိုမျိုးလဲမဟုတ်ဟုတ်အဲ့ဒါလေးရလေးအမအခုနောက်ပိုင်းမှာစီစဉ်ဖြစ်တာလေးပေါ့เนาะအာတကယ်တော့လူနာရီနေနဲ့ညီမရဲ့တကယ်တော့ကျမကြီးစီရိတ်ကလည်းညားတယ်ပေါ့เนาะဘယ်နိုင်ငံမှာပဲကုကုပါညားတယ်ပေါ့ညားတဲ့ခါကျတော့အမအနေနဲ့စဉ်းစားတာလူနာရီနေနဲ့ကယောဂတစ်ခုဖြစ်တယ်ဆိုဒီယောဂအတွက်စိတ်ပူရတာတမျိုးပေါ့เนาะဒီကုသစိတ်ကိုစီမံရတာအတွက်ပေါ့เนาะအဲတမျိုးဆိုတော့သူတို့ပူပန်ရတာအရင်များတယ်ဆိုတော့အမတွေးကြည့်ရပေါ့เนาะသူတို့အနေနဲ့ဒီကုသစိတ်လေးများရှိတယ်ဆိုရင်တော့ဒါတမျိုးအပူလေး ညှိုးညော့သွားမယ်ပေါ့နော်အဒီမှာရေးထားတဲ့အတိုင်းပဲပေါ့သူကကင်ဆာယောဂအာမခံဆိုလဲဒါအမအဥပမာအနေနဲ့ဆိုအမတို့အသက်အရွယ်တစ်ခုဆိုလို့ရှိရင်သူကတစ်နှစ်လုံးမှာပေါ့နော်အမျိုးသားဆိုရင်2သိန်းလောက်ပဲအမျိုးသမီးဆိုလို့ရှိရင်တော့4သိန်းလောက်ပေါ့အတွင်းယုံနဲ့တကယ်လို့များအဲကိုက check up လုပ်ရင်းပဲဖြစ်ဖြစ်မတော်တဆပေါ့ကင်ဆာလို့အဖြေထွက်သွားတာနဲ့သူကသိန်းတစ်ထောင်ပေါ့ဒီကင်ဆာကုသဆိတ်ကိုထုတ်ပေးရဲ့ပေါ့အဲ့ခါကျတော့ဘယ်သူမှတော့ကင်ဆာဖြစ်လို့ပြောပတ်ဆံရလို့မပြောဘူးပေါ့နော်ဒါပေမဲ့လည်းကုသဆိတ်လေးရရဲဆိုတော့ဒီကင်ဆာအတွက်ကိုသူစိတ်ဖြောင်းဖြောင်းနဲ့အလုံးစုံအပြည့်အဝကုသမှုလေးခံယူဖို့အဆင်ပြေသွားမယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ မအစီအစဉ်ဖြစ်တာပါဟုတ်အဲ့ဒီမှာပြင်းထန်ယောဂအမခံဆိုလဲဒီလိုပဲပြင်းထန်ယောဂဖြစ်တယ်ဆိုလို့ရှိရင်ဒီကုသစိတ်ထုတ်ပေးတာပေါ့နောက်တစ်ခုကစေကုသစိတ်ထုတ်ပေးတာနောက်အသက်အမခံပေါ့နော်အမအရာလေးလည်းလူနာတွေအတွက်လိုအပ်ချက်အရာပေါ့နော်အမဆက်ပြီးတော့အစီအစဉ်ပေးဖြစ်တာပါဟုတ်ပါဒါဆိုရင်ဒီအမခံထားထားရဲဆိုရင်လူနာလည်းအနည်းဆုံးတော့ယောဂတစ်ခုခုဖြစ်လာတဲ့အချိန်မှာဒီစေကုသစိတ်အတွက်ကိုအဲပုံပန်မှုရောက်တာပေါ့နော်ပြီးဆုံးမှရအောင်ဟုတ်တယ်ညီမလေးဟုတ်ကဲ့ပါရှင့်ဟုတ် ဒါကတော့ရန်ကုန်နဲ့မန္တလေးကဈေးရုံနဲ့ထင်တယ်တော့မှဟုတ်တယ်ဒီမှာတို့နဲ့ပဲချိန်ထားပဲလားမှဟုတ်တယ်ဒီမှာလေအဓိကတော့ပေါ့နော်အမတို့ကဟိုဘက်နိုင်ငံမှာဘန်ကောက်ပဲဖြစ်အိန္ဒိယပဲဖြစ်ဈေးကူပြီးတော့ပြန်လာတဲ့လူနာတွေမှာပေါ့ဒီဘက်မှာထပ်ပြီးလောက်ရတာလေးရှိရဥမာကင်ဆာဆိုလို့ရှိရင်ဟိုဘက်မှာဈေးတစ်ကျင်းသွင်းခဲ့တယ်အာနောက်ထပ်နောက်ထပ်နှစ်ကျင်းကနေဆက်သွင်းရမယ့်အကျင်းကြီးအတွက်ကိုပြန်မသွားခိုင်းတော့ပဲပေါ့နော်ဒီဘက်ကရှိတဲ့ရန်ကုန်မန္တလေးမှာရှိတဲ့ဈေးရုံတွေနဲ့ချိန်ပြီးတော့ကုတာရတဲ့အတွက်ကြာလူနာတွေနဲ့လည်းပို့ပြီးတော့ဈေးဖြစ်တယ်နောက်လူနာတွေကဘယ်လိုကုတာမှုလေးဆက်ဖြစ်နေရဲဘယ်လို investigation နဲ့ဆက်လုပ်နေရဲဆို အမတို့အချိတ်ဆက်မိမိလေးပေါ့နော်အလူနာအတွက်ကြည့်ပြီးတော့အမချိတ်ထပ်ပြီးတော့ချိတ်ဆက်ခဲ့တာပါရှင်ဟုတ်ဟုတ်အမအဆိုလူနာရဲ့အတွက်အများကြီးစဉ်းစားပြီးတော့အဲလုတ်ပေးထားပဲနော်ဟုတ်ကဲ့ပါအမအမလည်းတန်းတိုင်းဆိုကြိုးစားပြီးတော့ပေါ့နော်လုတ်ပေးနေပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ဟုတ် အခုဆိုရင်ဒီဒေါက်တာဇွန်ကျမ်းမိုင်ဝန်ဆောင်မှုอ่ะဗောနော်လူနာရီကို one stop service အနေနဲ့ဆောင်ရွက်ပေးတာဆိုတော့လူနာရီအတွက်လည်းအရင်အဆင်ပြေတယ်။နောက်အမားတို့ကဒီရန်ကုန်ရောမန္တလေးကိုဒီပြည်တွင်းကဆေးရုံနဲ့လည်းချိတ်ထားတာဆိုတော့ဒီလူနာရီကပြည်ပမှာဆေးမကုခင်မှာဒီမှာပဲလိုအပ်တဲ့ဆန်သက်ဆစ်ဆွေးမှုတွေလည်းလုပ်နိုင်တယ်။နောက်ဒီပြည်ပမှာဆေးကုပြီးပြန်လာရင်လည်းဒီနောက်ဆက်ကြေပေါ်တော့ဆေးကုသမှုလိုရာတွေကိုလည်းပြည်တွင်းရဆေးရုံနဲ့လုပ်နိုင်တာဆိုတော့အရန်ကိုအဆင်ပြေလို့ထင်နေမှာဟုတ်ကဲ့နောက်မာရာဒိုနေရှင်းကမ်ပိန်းနေတဲ့ လောက်ထားဆိုတော့လေအကုတော်လေးရလိုအပ်တဲ့သူတွေလည်းအဆင်ပြေစေရဆိုတော့ကြားရတာတကယ်ကို PT ဖြစ်မိပါတယ်မှာဟုတ်ကဲ့ပါလေဟုတ်အမတို့လည်းတက်နိုင်ဆုံးတော့ပေါ့နော်ဒေါက်တာဆိုမက်ဒီကယ်ဆာဗစ်အနေနဲ့ပို့ပို့ပြီးတော့ကောင်းတဲ့ဝန်ဆောင်မှုတွေလုပ်နိုင်မှုအမြဲကြိုးစားနေပါတယ်ဒီမှာလေဟုတ်ဟုတ်ကဲ့မှာအဲ့ဆိုရင်နောက်ဆုံးအနေနဲ့ပေါ့နော်အမတို့ဒေါက်တာဆုံးကိုဆက်သွယ်မယ်ဆိုရင်ဘေးရုံကနေဆက်သွယ်လို့ရနိုင်မလဲမှာဟုတ်ကဲ့အမတို့ရုံနေနေဆိုလို့ရှင်တော့ရန်ကုန်ရုံပေါ့နော်ဒါအလုံးမရှိပါတယ်နောက်မန္တလေးမှာလည်းရုံတစ်ခုရှိရဲနောက်တောင်ကြီးမှာလည်းရုံတစ်ခုရှိရဲပေါ့နော်ဆိုတော့နေဆက်ရာရုံတွေမှာကိုယ်တိုင်ကိုကြသွားပြီးတော့လေအာဒီပေါ့စစ်မ တ်တမ်းလေးယူသွားပြီးတော့စုံစမ်းလို့ရတယ်ပေါ့အဲတကယ်လို့အဆင်မပြေတဲ့လူနာတွေအတွက်ပေါ့နော်ဆိုလို့ရှိရင်လည်း online ကနေပြကြင်တယ်ဆိုလို့ရှိရင်လည်းအမတို့ out of sharing my doctor ဆိုတဲ့ page ရှိတယ်နောက် doctor ဆိုအိန္ဒိယဘဏ်ကောက်အကျမိုင်းဝင်ဆောင်မှုဆိုတဲ့ page ရှိရပေါ့နော်ဒီ page နှစ်ခုလုံးကနေပြီးတော့မှစိတ်မှတ်တမ်းလေးပို့ပြီးတော့ပေါ့နော်အချိန်မီအခမဲ့အတိုင်းပဲဆွေးနွေးနိုင်ပါတယ်ရှင်ဟုတ်ပါအဲဆိုရန်ကုန်မန္တလေးတောင်ချီမှာလည်းပြနိုင်တယ်ဒါမှမဟုတ်ရင် online ကနေလည်းဆက်သွင်းနိုင်တာပေါ့နော်ဟုတ်တယ်ဒီမှာလေးဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဒီလိုအချိန်ပေးပြီးတော့ပေါ့နော်ဒီ doctor ဆုံးလုံတစ်ခုလုံးက service တွေကိုတိကျရှင်းပြပေးရတာကျေးဇူးများရတယ်ပါတယ်ဟုတ်ကဲ့ဒီမှာလေးအမလည်းလေးဒီခုလို အချိန်ပြီးပြလာပြီးတော့အရင်ကျေးဇူးတင်နေညီမလေးဟုတ်ပါဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဆိုလို့ရှိရင်မအားဆိုလို့ရှိရင်မအားတို့အမှတ်တရဓာတ်ပုံလေးရိုက်လိုက်ရအောင်နော်ဟုတ်ပါဟုတ်